ထိုင်းနိုင်ငံမဟာချိုင်းဒေတာကစမော့စခေါ်စေယုတ်ကြီးမှစေကူတာနေတဲ့မြမအလုသမားရဲ့မျက်စိတစုံကိုလိုအပ်တဲ့လူနာရီကုသနိုင်ဖို့မလ6ရက်နေ့မှာဇနီးဖြစ်သူကလူဒန်းခဲ့တယ်လို့ ACC မဟာမိတ်ဖွဲ့နဲ့စမော့စခေါ်စေယုတ်ကြီးရဲ့ထုတ်ပြန်ချက်အရသိရပါတယ်အသက်40နှစ်အရွယ်ကိုတက်ချိုဟာမဟာချိုင်ဒေတာကဆက်ယုံတစ်ခုမှာဇနီးနဲ့အတူအလုလုကိုင်းနေသူဖြစ်ပြီးပဲခူးတိုင်းကဝါမျိုးနဲ့ကဲတော့ကြေးရွာဇာတိဖြစ်တယ်လို့ ICC မဟာမိတ်အဖွဲ့စီကတရားပါတယ် ပြီးခဲ့တဲ့မလ3ရက်နေ့ကအပြင်ထွက်ချင်း16ဘီတက်ကုတ်တင်ကားနဲ့မတော်တဆတိုင်းမိပြီးစမော့စခေါ်စေယုတ်ကြီးမှအရေးပေါ်စီကူတာမှုခံယူနေချင်းလူနာကမလ6ရက်နေ့မှာတည်ဆုံသွားတယ်လို့စေယုတ်ကြီးကထုတ်ပြန်ထားပါတယ်လူနာမတည်ဆုံးခင်ကစယုံမှာရှိတဲ့အမြင်အာရုံကုသဖို့လိုအပ်နေတဲ့လူနာတွေကိုကုသပေးနိုင်ဖို့မျက်စိတစုံကိုစေယုတ်ဘက်ကအလူခံခဲ့တယ်လို့ဆိုပါတယ် ကိုတက်ချိုအတွဲအနောက်ဆုံးချိန်ထိကုတူပြုလုပ်ပေးဖို့ဇနီးဖြစ်သူကမျက်စိတစုံကိုလူဒန်းဖို့ခွဲပြုခဲ့တာပါအချာလူနာရေကုသနိုင်ဖို့မျက်စိလူဒန်းခဲတဲ့အတွက်စမော့စခေါ်ကြက်ချင်နီအသင်းနဲ့ထိုင်းကြက်ချင်နီမျက်စိဘန်ကတန်ရတူမီတာစုဝင်တွေကိုမက်လ6ရက်နေ့ရက်စွဲနဲ့ဂုပြူလက်မှတ်ပေးအပ်ခဲ့ပြီးအမြင့်အယုံလိုအပ်နေသူတွေအတွက်အလင်းဌာနလူဒန်းပေးတာကိုများစွာကျေးဇူးတင်တဲ့အကြောင်းစေယုတ်ကြီးကထုတ်ပြန်ထားပါတယ်